မင်္ဂလာပါရှင်ဒီနေ့ကတော့လွယ်ကူရိုးစင်းလေးပဲကျွန်မချက်စားတယ်ပထမဆုံးကတော့ကြက်ဥကြက်ဥလေးတွေကို half fry လေးတွေကျွန်မကြောပါတယ် half fry ကိုကျွန်မက6လုံးလောက်ကြောပါတယ်เนาะကြက်ဥကိုကျွန်မကအချို့ကြောမှာဖြစ်ပါတယ်ကျွန်မလုပ်တဲ့မီလေးကိုမျှသွားတာဖြစ်ပါတယ်ရှင်ကျောင်းကတော့လေကျွန်မအောက်ပိုင်းလေးညှပ်ပြီးတော့အပေါ်ကနည်းနည်းလေးမကြက်တကြက်ဖြစ်နေတဲ့အနေထားကိုပုံပြီးတော့ကြိုက်နေတတ်ပါတယ် ကျက်ဦး6လုံးကိုကြော်ပြီးသွားတယ်ဆိုရင်တော့ကျက်သွန်ဒီကိုတစ်ဖက်မှာလီးဖြတ်ထားပါတယ်။လီးဖြတ်ထားတဲ့ကျက်သွန်ဒီကိုဒီအိုးရဲကိုထည့်ပြီးတော့ကျွတ်ကျွတ်ကလေးရအောင်ကြော်လိုက်ပါတယ်။ကျက်သွန်လေးတွေကျွတ်လာတဲ့အနေထားဆိုရင်တော့ပထမကြော်ထားတဲ့ကျောက်ဟက်ဖရိုင်းလေးတွေကိုပြန်ပြီးတော့ထည့်ပါတယ်။အချိုးကြော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အတိအကကတော့ကျွန်မသူ့ရဲကိုပန်းငံများကြီးထည့်ပါတယ်။နောက်ပြီးတော့အရသာမုတ်ကတော့စိတ်ကြိုက်မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ရှင်။ ဒါကအချို့ကြော်တာဖြစ်တဲ့တွေ့ကျမရေလေးလို့ရင်တော့ရေလေးအနေငယ်လေးထည့်လိုက်တော့ပေါ့နော်သူကအိုးကိုတော့9မိနစ်10မိနစ်လောက်တည်လိုက်တယ်9မိနစ်10မိနစ်လောက်ပြီးတဲ့အခါမှာသူတွေကအပေါ်ကနေချက်သွမ်းမင်းလေးညှက်ပြီးတော့ထည့်လိုက်တယ်ပြီးတော့မီးပိတ်ပြီးတော့ချလို့ရပါပြီစားကောင်းတယ်ကျောက်ဟာဖရိုင်တေယုတ်ကျော်လေးဖြစ်ပါတယ်ရှင်အရင်တေယုတ်ကြီးအတွက်ကျမကြော်ပေးတာဖြစ်ပါတယ်လှုပ်ရှားကြည့်ပါနော်လွယ်ကူပါတယ်တစ်ဖက်မှာလည်းကျမကတိုးစရာတွေအများကြီးပြုတ်ထားပါတယ်တိုးစရာပြုတ်ထားတဲ့အတွက်ကြောင့်မလို့ကျမကဒီမှာ ငပိရေကြိုးကြိုးပါမယ်ရှင်ငပိရေကြိုးကတာမန်ငပိရေကြိုးမဟုတ်ပဲနဲ့အိမ်မှာရှိတဲ့ခွေးသီးလေးနဲ့ကျွန်မကြိုးပါမယ်အဲ့တော့ပထမဆုံးငပိရေပေါ့နော်ဒါတော့ငပိရေကြိုးပေါ့ငပိရေထိုင်းငပိရေကြိုးပေါ့အဲ့ဒါဟာကျွန်မထည့်လိုက်တယ်အဲ့ဒါကိုထည့်ပြီးတော့ကျွန်မကစပလင်လေးအနေငယ်ထည့်ပြီးတော့ကြိုးပါမယ်ရှင်ဒီငပိရေဘူကအရင်တော့ pixie မှရှိတယ်အခုတော့မရှိတော့ဘူးရှင်အဲငပိရေလေးကခံပြီးမွေးလာပြီဆိုရင်တစ်ဖက်မှာလည်းကြွတ်တုံမြူထောင်းတယ် တင်းမြှောက်ပြီးွားရင်ငေုံတီးစိမ့်ထဲတယ်ငေုံတီးစိမ့်ထဲတဲ့ကမှာညံ့ပြီးထဲတော့ကျမတို့ကထောင်းရတာပို့လဲတာပေါ့နော်အဲဒါကြောင့်မို့ကျွတ်တို့ငေုံတီးစိမ့်ကိုနည်းနည်းကြည်သွားရင်အတွက်ညံ့ပြီးတော့ထဲလိုက်ပါတယ်နောက်တစ်ခုကကျတော့သူတဲကိုအတေကကျမထင်မိအရာကတော့ဂွေးသီးဖြစ်ပါတယ်ရှင်ဂွေသီးလေးလေးကိုလာမှဲ့နေတဲ့ဂွေသီးလေးလေးရှင်မှဲ့နေတဲ့ဂွေသီးလေးလေးကိုအခွန်လေးခွာပြီးဖြစ်ညံနေလေးဖြစ်ပြီးထည့်လိုက်တာပေါ့ပြီးတော့သူ့ကိုတင်ညံထောင်းလိုက်ပါတယ်ရှင် ိမိအိမ်မှာခွေးသီးပင်လည်းရှိရခွေးသီးတွေကလည်းအများကြီးဘလို့လှုပ်စားရမလဲဆိုရင်တော့အခုလိုမျိုးလေးလှုပ်စားကြည့်ပေါ့နော်ပြီးတော့ငပိရေဂျိုလေးထက်ထည့်ပြီးတော့တူစရာလေးပြုတ်ထားတာတွေမပြုတ်တဲ့ဟာတွေကိုကိုစားကျင်တာလေးတွေထည့်ထည့်ပြီးတော့အဲဒီစွမ်းနာကကျမထောင်းထားတဲ့ဟာလေးရဲ့ငပိရေဂျိုလေးရဲ့ခလဲပါချပြီးတော့မြမရိုးရငပိရေဂျိုပွဲလေးကတော့မပါမဖြစ်ပေါ့နော်ဒီနေ့မင်းစားထိုင်လဲမှာကျမနဲ့တူငပိရေဂျိုလေးစားပါတယ်ရှင်အကြလေးမစားတယ်လဲမစားဘူးလားမိမဆိုလို့စားပါတယ်ရှင်။ထမင်းစားကြပါဦးရှင်။ အားလုံးမင်္ဂလာပါဒါကတော့ tell her fry မှာဒါမဲ့လို့ share ကြော်တာအချို့ကြော်တာပေါ့နော်မင်းစံထိုင်တိုင်းအန်ကြိုက်ပေါ့နော်ဟိုဦးချလိုက်ပါတယ်ဒါကတော့ကျမပါဆိုလဲကူကူပဲလောက်ပါတယ်နောက်ပြီးတော့ဟင်းညိုလေးချက်ပါတယ်ဟင်းညိုတော့မပြတော့ဘူးမပါမဖြစ်ငပိရေကျုံနဲ့တိုးစီရပါငပိရေကျုံနဲ့တိုးစီရနဲ့အရန်ဆွဲခြင်းနေပါတယ်အဲ့ဒါကြောင့်မို့ပါ လက်ပူမှာကျမသိပါတယ်အဲအကြောင်းမို့ငပိရေရိုးသူတွေကိုရင်းတယ်ပြီးတော့မစ္စတာဟလန်လည်းပေးရမှာဆိုတော့ပါလေနော်ဒါကတော့အမတို့ပြတာပါငပိရင်နဲ့တိုးကြပါလို့ဒါလေးကိုသူသားဖို့ဒီမဲ့ပေးနာမှာချပါမယ်ဒါကတော့ဒီလိုလေးပါအိမ်မင်းအပြင်နေရတဲ့တုံးတုံးတထိုင်တိုင်းနဲ့တော့ရှိနေပါတယ်။ဒီနေ့လေးတော့တီးခတ်ပြီးကြည့်ပေးကြပါ။ တကွီကွီလဲအော်နေပါလိမ့်မယ်အာငပိရေကတော့ခွေးသိအမှတ်လေးနဲ့ထောင်းတာဖြစ်ပါတယ်ကျမအစိမ့်နဲ့ထောင်းနေတာအမှတ်မှင့်တော့လေမစားလို့မရဘူးနော်စားရပေါ့ငပိရေရမ်းဟွန်းဟွန်း งั้นพี่เดี๋ยวฉันเล่าข่าวของจ้าเดี๋ยวแล้เดี๋ยวมีอะไรป่าบ่เนาะทำไมอังกันได้จะยป่าเลยว่าวะไปบัวปกหลบอยู่ลระบ่เนาะ ờ, lầy quá miếng hoài ạ à. ừ. Không biết là chú khuya nè Thế là sao? Qua tình hòa ừm 嗯。Mm. င်းအောင်လေးထပ်ထားပါမယ်အတူတည်းများများနိုင်ငံပြည့်စုံအဲ့လိုစားကြတော့ကသမင်းကတော့အញ្ញိုင်းမဟုတ်ပါဘူးမြန်နေနေလေးပဲတော့ဘူးအစာရင်အစာချိန်နိုင်သလားပေါ့နော် 那今天啥？阿明、mm.，哼嗯，哼，嗯嗯，嗯哼，妈妈吃的是猪，嗯，是吧？那啤酒，酒，还番茄，嗯。 hmm

你那零哪多 嗯嗯，嗯、mm。Hmm. Mm hmm.